်မင်္ဂလာပါကျမကေခိုင်ပါဒီပူပီရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်မကွေတိုင်းမန္တလေးတိုင်းနဲ့ပဲခူးတိုင်းထဲမှာမြင်းကလေးတွေထပ်မံလုခတ်တော်ရဲလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနနဲ့စစ်ကောင်စီမိုးစလဌာနတို့ကသတင်းထုတ်ပြန်ပါရတယ်။ မေလ28ရက်နေ့မြန်မာစံတော်ချိန်ည7:42မိနစ်လောက်ကမကွေးတိုင်းပခုတ်ကူမြို့အနောက်တောင်ဘက်ကိုဗဟိုပြူပြီးအင်အား Richter scale 3.8အဆင့်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ခတ်ခဲ့တယ်လို့ဆိုပါတယ်မနေ့ကညနေ9:54မိနစ်လောက်မှာလေမက်ဒလေတိုင်းရမင်းသိမ်းမြို့ရဲ့အခြေမြောက်ဘက်ကိုဗဟိုပြူပြီး Richter scale 0.3အဆင့်ရှိတဲ့မြင်းကလေးတစ်ခုထပ်မံလုတ်ခတ်ခဲ့ပါတယ် ။စစ်ကောင်စီလက်အောက်ခံမူလင်ဝတ္တာနဲ့ဇလဗေဒဦးစည်းဌာနကတော့မင်းည7နာရီ42မိနစ်မှာလေညာဦးမြင့်ကလေးစခန်းကနေအရှေ့အရှေ့မြောက်ဘက်9မိုင်ခန့်ကော်ဝဲတဲ့ညာဦးမြို့ရဲ့အရှေ့အရှေ့မြောက်ဘက်ကိုဗဟိုပြူပြီး NR Richter scale 3.8အဆင့်ရှိတဲ့မြင်းကလေးလုတ်ခတ်တော်တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်မင်းည7နာရီ34မိနစ်ကျော်လောက်က ပဲခူးတိုင်းရတာရှင်မြို့ရဲ့အရှိမြောက်ဘက်24မှအကော်မှာပြင်အားရစ်စတာစကေ3.1အဆင့်ရှိတဲ့မြင်းကလေးလုတ်ခတ်တော်တယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။အေယာဝတီတိုင်းလင်းမျက်နာမြို့နယ်ပသိမ်မူရောကာလန်းဘော်ကဆက်ဆက်ရိုကျေးရွာအနေလမ်းဆောင်မှာကုန်တင်ကား၃စီးကိုစစ်ကောင်စီတပ်နဲ့ရဲတွေကမေလ၂၈ရက်နေ့ညနေပိုင်းမှာဖမ်းဆီးထားတယ်လို့ဖမ်းဆီးခံရသူတွေနဲ့နှိစက်သူတွေစီကသိရပါဗျ။ ရန်ကုန်ကနေလာတဲ့ကုန်တင်ကားကိုထောက်ပို့ပစ္စည်းတွေတင်လာရေးဆိုပြီးဖဲစည်းခဲ့တာဖြစ်ပြီးတော့ဘေကိုဖဲခေါ်တော်လေးဆိုတာကိုတော့မသိရဘူးလို့ဆိုပါတယ်။ဖဲစည်းခံရတဲ့ကုန်တင်ကား၃စီးကိုမောင်းတဲ့အချိန်တွေအပါအဝင်အမျိုးသား၆ယောက်ကိုပါဖဲစည်းထားပြီးအဆက်အသွယ်လည်းမရတော့ဘူးလို့ဖဲစည်းခံရသူနဲ့နှိစက်သူကပြောပါတယ်။ စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တဲ့ကုန်တင်ကားတွေဟာလင်းမြတ်နာနဲ့ပသိမ်မုံရော်လယ်ပေါ်မှာရှိတဲ့ဈေးဆိုင်တွေကမာယူထားတဲ့အိမ်သုံးပစ္စည်းတွေ၊ဆန်တွေ၊စားသုံးစီတွေ၊ဆက်သုံးစီတွေနဲ့အဝတ်ထွေတွေပါလာတယ်လို့ဆိုပါတယ်။အခုလိုကုန်တင်ကားတွေကိုစစ်ကောင်စီတပ်ကတရားမဝင်ကုန်စည်အကြောင်းပြဖမ်းဆီးတာဟာတော်လေရဲတပ်ဖွဲ့တွေကိုပြည်သူတွေကရိတ်ခါတွေထောက်ပဲ့တာ၊စစ်ဘေးရှောင်တွေကိုကူးငင်ထောက်ပဲ့တာတွေကိုဟန့်တာဖို့အတွက်ဖြစ်တယ်လို့စစ်ရဲတရေရင်းမြစ်ကပြောပါရရှင်။ ဧရာဝတီတိုင်းအင်ကပူမြို့နယ်ထဲမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်မဲဆလီကုန်းမှာစစ်တင်တဲတွေပေးနေပြီးတင်နန်းသားတွေအတွက်ပတ်စံကောက်ခံနေသလိုကွင်းကောက်မျိုးစုံကခောက်ကွန်းမှာလည်းတက်နေရတွေခြားထားကြောင်းဒေသခံတွေကပြောပါတယ်။စိုးသူအောင်သတင်းပေးပို့ထားပါရဲ့ရှင်။ဧရာဝတီတိုင်းအင်ကပူမြို့နယ်ထဲမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီတပ်တွေကမဲဆလီကုန်းမြို့မှာစစ်တင်နန်းပေးနေသလို့ ကွင်းကောက်ဘက်မှာလည်းတက်နေရချတာတွေရှိနေတယ်လို့သတင်းကန်တွေကပြောပါရယ်မက်ဆီလီကုန်းဘက်မှာတော့မေလဒုတိယပတ်လောက်ကစလို့ရက်တိုစစ်တင်တန်းပေးနေတာဖြစ်ပြီးစစ်မှုတန်းတွေအတွက်လို့ဆိုပြီးတော့ခေါင်းစဉ်အမျိုးမျိုးနဲ့ငွေကြေးကောက်ခံနေကြအောင်သတင်းကန်တွေကပြောပါရယ်ဒီမဲကွန်ပေါ်ညောင်းဆမ်းပါအဲနေရရှိတယ်စစ်တင်နေပြီတဲ့သူတို့ဒီနေ့ဝင်ဆောင်ပေးဆန်ဆောင်ရတယ်တဲ့အဲစစ်တင်နေတဲ့ခေါင်းကြီးပြောတယ်အဲ့ဒါကဒီနေ့တောင်းဝင်ရအကောင်လုံးကဒီမှာလာတဲ့ရတယ်မကြသေးဘူးတင်းပြီတာဟောတော့ဒီမှာဆောင်ရှိရင်ဆေးရပေါ့ သူတို့ကျွန်တော်ကျွန်တော်တို့အရက်20လောက်ပြောရမယ်။ဒီနေ့မတက်နေမှာတော့ဘယ်လောက်ရှိတယ်တော့ကျွန်တော်လည်းမသိဘူး။အဲစစ်မှုရတယ်အခုကိုယ်ထမင်းဖို့ဆိုပြီးတော့ဒါကြီးကကိုယ်တို့ဒီအောင်6000 900တောင်းတတိယရောလေ။ရကွက်နဲ့ကြေးရအလိုက်အလဲကြစနစ်နဲ့တလကိုတအိမ်6000 9000အကြာစစ်မှုတန်းစားစည်းအတွက်ပေးရတယ်လို့လုပ်ငန်းရှင်တွေကလည်းစစ်မှုတန်းတွေအတွက်ကားဝယ်ဖို့ဆိုပြီး3သိန်းကနေ3သိန်းအကြာကောက်ခံနေတယ်လို့ဆိုပါရယ်စစ်မှုတန်းမဲပေါက်ခဲ့တယ်ဆိုရင်တော့ အုတ်ချိုရီဘကကြိုတင်အကြောင်းကြားတာမရှိဘဲနေအိမ်အထိရောက်လာပြီးတော့အသက်35နှစ်အောက်ဆိုတင်းတရာကျော်35ကနေအသက်55ကြားဆိုရင်နောက်ဈေးသမျိုးနဲ့ကောက်ခံနေတာလို့သိရပါတယ်။နောက်ပြီးတော့အဲ့ဒီစစ်မှုတန်းအသက်အရွယ်နှစ်ခုလုံးအတွက်အယုံဝင်တဲ့သူတွေလည်းရှိနေပါတယ်။ဒါအတူပဲအင်ကပူမျိုးနယ်တဲကကွင်းကောက်ဘက်မှာလည်းအခုရက်ပိုင်းတိုက်ပွဲတန်းတွေမကြားရပေမဲ့စစ်တပ်ကခံစစ်ပြင်တာနဲ့အင်အားအရွှေ့အပြောင်းတွေလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ 那路过那个林桥，啥不？那你知道的，那啥子？哎，那啥？那中国是那考古研究那些，哎，考古那嘛，咱都，特别是，嗯，那个，人家有，人家有啥子？呃 <noise>，那什么？考古是属于历史的，哎，共产党嘛，就那个，哎，考古人里交流比较多，就那个考古。 ကျွန်တော်ဟိုတွားငွေလာငွေအတိုင်းဒါဟိုအာမခံခြင်းလည်းမရှိရလို့ကြောင့်ကျွန်တော်တို့ကတော့မတွားပြင်မလာပြည်တော့လေဒီဒီချာချာတော့တိုက်ပွဲအနေထားတော့ကျွန်တော်ဒီချာမပြီးဘူးအင်္ဂဘူမျိုးနယ်တဲတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့မေလာတတရပတ်တုန်းကတော့ပြစ်ခတ်တန်တွေဟာကွင်းကောက်နဲ့နှစ်မိုင်အကွာလောက်ထိရောက်ရှိခဲ့ကြောင်းသူကပြောပါတယ်ဒါကြောင့်ကွင်းကောက်ဒေသခံအများစုစစ်ဆောင်သွားကြလို့မြို့လူဦးရေရဲ့၃ဂျိုးတချိုးလောက်ပဲကျန်တော့တယ်လို့ဆိုပါတယ်ဒေသခံအများစုကတော့တိုက်ပွဲတွေဖြစ်ရင်တိမ်းရှောင်လိုက် ်ငြိမ်သွားရင်နေရပြန်လိုက်လောက်ကြပြီးတိုက်ပွဲတွေထပ်ဖြစ်လာမှာနဲ့မိုးရသည့်ကာလဖြစ်လို့ရေကြီးမှုတွေဖြစ်လာမှာကိုလည်းစိုးရိမ်နေကြကြောင်းပြောပါရယ်ကျွန်တော်စိုးသူအောင်ပါရာသီဥတုဖောက်ပြန်မှုတံကိုတနေ့တစ်တနေ့ပုံပုံခန်းစားလာရတဲ့မြန်မာနိုင်ငံကမြေကမ်းပါးတွေအနီးနေထိုင်သူတွေဟာမြေရေတိုက်စားမှုကြောင့်မြေကမ်းပါးပြိုကျတဲ့တံကိုတနေ့တစ်တနေ့ပုံပုံခန်းစားလာကြရတယ်လို့တဘာဝပတ်ဝန်းကျင်ရေးတကြလှုပ်ရှားသူတွေကပြောဆိုကြပါဗျာ တရားရီတိုင်းညောင်နှုံးမြို့နယ်ပန်းနိုင်မြေကန်တဘေးကရန်ကင်းဆန်ရကျွရမှာမေလ24ရက်နေ့လယ်12နာရီကျော်ကမြေတိုက်စားပြီးမြေကန်းမပြိုချခဲ့တဲ့အတွက်လူနေလုံး40ကျော်မြေထဲမျောပါခဲ့ကအင်ဂျီ30ကျော်အရေးပေါ်ရွှေ့ပြောင်းခဲ့ရတယ်လို့ဒေသခံတွေကသိရပါဗျ။မြေကန်းမတွေပြိုချတိုက်စားခံရတဲ့အတွက်ဒေသခံတွေဟာစိုက်ပျိုးမှုတွေနဲ့နေထိုင်ဖို့မြေနေရာတွေဆုံးရှုံးရတယ်လို့အင်အားတွေကိုလည်းအချိန်ချင်းရွှေ့ပြောင်းနေကြရပါဗျ။ မ်းမကလည်းဆက်ပြူကြနိုင်တဲ့အချိန်တွေကရှိတယ်လေ။အားကြောင့်မလို့ဒီကမ်းမဟိုပြူကြနိုင်လို့ရှိရင်ဒုက္ခကိုဝေရောက်မှာလေ။အားကြောင့်အဒီအိမ်ကိုကျမတို့ရှေ့ပေးရမှာပေါ့။အားကြောင့်မလို့ကျမတို့အိမ်ကိုရှေ့ပေးရတာပေါ့နော်။တချို့အိမ်ကြီးဆိုလို့ရှိရင်တော့လုံးဝအကုန်လုံးအိမ်ညာကြီးပြူကြသွားတာပေါ့နော်။ဟိုမြေပွားတဲ့အိမ်ညာကြီးမြေပွားတဲ့အိမ်တွေလည်းရှိရပါပေါ့နော်။အိမ်လုံးပြန်ဆောက်ဖို့ဆိုတာမလွယ်ဘူးလေ။ဟိုကမ်းမကလည်းဆက်ပြူကြနိုင်တဲ့အကြောင်းဆိုတော့ကျမတို့ကဒီအိမ်ကိုရှေ့ရတာပေါ့။လုံးလုံးမြေပွားတဲ့အိမ်တွေလည်းရှိရပါပေါ့။ ဟိုသူအဲ့အိမ်ကြီးဆိုသူတို့တို့ဆိုလို့ရှိရင်ဘူးလောလောဆယ်မှာကျမတို့စောင်းနေချင်အောင်လို့ဆိုလိုအပ်နေရပါတော့ပန်းလိုက်မြေကြောတချောင်းမှာရေရင်းမြေဌာနကမြေကြောင်းထင်းသိမ်းရေးလုပ်ငန်းတွေပြုလုပ်နေပေမဲ့မြေကဲမပြိုကျမှုတွေမကြာခဏဖြစ်ပေါ်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ပြီးခဲ့တဲ့ဧပြီလတလအတွင်းမှာလည်းအေရီတိုင်းမှာမြေရေတိုက်စားပြီးကဲမပြိုကျတဲ့အတွက်နေငါးလုံးရေထဲမြုပ်ပါခဲ့ပြီးလူနေအိမ်အလုံး၄၀ထက်မနည်းဖျက်သိမ်းရွှေ့ပြောင်းခဲ့ရတယ်လို့သိရပါဗျ။ကဲမတွေပြိုကျတာကိုကောက်ွယ်ဖို့အတွက် တိပိနေစိုက်ပျိုးတာနဲ့တက်ဆိုင်ရာအာဏာပိုင်တွေကဒေသခံတွေကိုအသိပညာပေးတာရဲရလူမှုအဖွဲ့အစည်းတွေကိုပံ့ပိုးကူညီပေးတာတွေလုပ်တင်တယ်လို့သဘာဝပတ်ဝန်းကျင်ရဲ့တကြွလှုပ်ရှားသူတွေကပြောကြပါတယ်။ဒီသဘာဝပြည်သားတွေအကြောင်းအရာတော့ဒီသဘာဝပြောင်းလဲဖြစ်တဲ့လူတွေနဲ့ပြည်လူမျိုးတွေကြောင့်ဖြစ်တဲ့လူတွေလို့ဖြစ်တာတော့ဒီဖြစ်လို့ဒီနေ့မျိုးရှိတော့ဒီအရပါလေးလို့ပြောဆိုစစ်ကိုပဲစစ်ကိုပဲသဘာဝတရားတွေကိုခုပြီးတော့ ဆိုင်ကြီးနေထူပါဦးလေလေလေးဖြစ်စဉ်ဖြစ်နေကြလေးဖြစ်စဉ်ဖြစ်နေဒါမှမဟုတ်ရင်လေချောင်းလေးမှာကြီးကြီးကြားကြီးလာစရေစီးတဲ့အရှင်ကလေးဆရာလုံးသဘာဝပြူပါအဲ့တော့မြစ်ထဲမှာကြီးကြီးကအများလာတာကြီးကြီးအရှင်နဲ့စီးတဲ့ဆရာကသူကအားယူပါအဲ့တော့မိုးကဘာဖြစ်လို့အားယူရတာလဲဆိုတော့ကြာပြီးပေါက်ပြဲအဲ့တော့မြေကြီးရဲ့တန်ဖိုင်မှုမကောင်းဘူးလေဒီလိုလေလေလေဆက်ဆက်ပဲဒီဒီကဒီဒီ ရောပါသွားပြီးတော့တမားပြီမြန်မာနိုင်ငံဟာ2021ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ရာသီဥတုဖောက်ပြန်မှုတံကိုအခမ်းအနားဆုံးနိုင်ငံတွေထဲကတနိုင်ငံဖြစ်လာနေခဲ့တယ်လို့2023ခုနှစ်က UAE နိုင်ငံမှာကျင်းပခဲ့တဲ့28ကြိမ်မြောက် ကုလသမဂ္ဂရာသီဥတုဆိုင်ရာထိပ်သီးညီလာခံကုတ်တန်ဒီအအစမှာလူခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်တွေကပြောဆိုခဲ့မှုပါတယ်စစ်ကောင်စီအနေနဲ့တဘာဝပုံဝင်ကြီးပြည်စည်းတာကိုထိန်းသိမ်းကာကွယ်မှုနဲ့ကုညီကယ်ဆယ်ရေးတွေအတွက်ကြိုတင်ပြင်ဆင်လှုပ်ဆောင်နိုင်တာမရှိဘဲ အရေးဖက်အဖွဲ့အစည်းတွေကသာကိုတူကိုဒါတက်နိုင်သလောက်လောက်ကင်နေကြရပါတယ်ကျွန်တော်လေးပါဒီပူပီရုံးမြင့်တန်းကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခေကြရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမကေခိုင်ပါ